တမီး1983ခုနှစ်ကနေ86ခုထိအဖေအားချင်းပြည်နယ်တီးတိမ်လိုက်တွေးရမှာ အလေရန်ကျောက်တွားပြီးတော့တာဝန်ထမ်းဆောင်ခဲ့ရတယ်အဖေတယောက်တည်းပေါ်ထိကြံလိုက်တာကိုဘသာကိုချက်ပြုတ်စားကျောင်းတဲ့အိမ်ပြန်ညနေဘက်ကလေးကြာကျောင်းစင်းချိန်မှာရာသီဥတုတွေတာတဲ့အခါမှာဖေဖေအရှိယချယ်ရီဘေးအောက်လေးမှာတယောက်တည်းထိုင်ပြီး ရင်နွေးခက်ကလေးနဲ့စာဖတ်နေတွေးနေမိတယ်။ငါဒီတောနဲ့တောင်ထဲမှာမိသားစုနဲ့ခွဲပြီးသားရီသမီးနဲ့ခွဲပြီးငါအလုံးလုံးနေရတယ်။အချိန်ကြရင်ရန်ကုန်မြို့ပေါ်မှာအောင်မြင်တဲ့စာရေးဆရာတယောက်အဖြစ်မစင်းစာအုပ်တွေထုတ်ဝေခြင်းနဲ့ဂျုံတလုံးဖုံတလုံးနဲ့အေးအေးလူလူစာရေးစာဖတ်ရတဲ့ဘဝမျိုးနေခြင်းနဲ့အဲ့ဒါလို့စိတ်ထဲမှာအမြဲတမ်းစိတ်ကူးရင်ခဲ့မိတဲ့သမီးရဲ့ အဲ့ဒီအချိန်ကစားပြီးတော့လဲပြပြဝုထုရေးတယ်အိမ်မဲ့အလွမ်းဆိုတော့ဝုထုရှင်ယူအဲ့ဒီမှာရေးခဲ့တာပေါ့အဲ့လိုရေးတဲ့အခါမှာတနေ့ကို15မျက်နှာ15မျက်နှာနဲ့နှစ်နှစ်ကြာအောင်ရေးရတယ်အဲ့ဒီဝတ္ထုကြီးကနောင်ကြတော့စာရေးဆရာဖြစ်လာတဲ့အခါမှာအဲ့ဒီဝတ္ထုထုတ်လိုက်တဲ့အခါမှာမြူသားစာပေဆူရတယ်။အဲ့တော့တစ်ချိန်ချင်းဘာဖြစ်မှမမသိတဲ့ကံကြမ္မာကိုကိုကထိုင်ဆောင်နေလို့မရဘူးလေ။အမြဲတမ်းကြိုးစားနေရမယ်။ အဲ့ဒါကြောင့်ဖေဖေအဲ့ဒီချိန်ကစပြီးတော့အမြဲတမ်းညတိုင်းစရေးခဲ့တာဒီနေ့ကိုစမေနာစံငါမျက်နှာရေးခဲ့တာဝိတုတို့တွေလည်းတဘောပြီးတဘောအများကြီးရေးခဲ့တာအဲ့ဒီပါကြိုးစားရတဲ့သမီးအောင်မြင်မှုတိုင်းမှာကြိုးစားမှုနဲ့သာတည်ဆောက်ရတယ် ဒါကြောင့်သမီးစိတ်ကူးလဲရင်ပါကျူးလဲကျူးစားပါဒါပဲနဲ့ကိုယ်စိတ်ကူးကိုယ်ဆန္ဒကိုမဖြစ်ဖြစ်အောင်သွားမယ်ဆိုတော့အမြင်မွေးထနော် သမီးလေးကိုအောင်မြင်ခြင်းနဲ့ဖြစ်စေခြင်းနဲ့စိတ်ဆန္ဒဖြစ်စေခြင်းဓာရီဒီမှန်းချက်တွေအောင်မြင်စေခြင်းနဲ့ဖေဖေဘွားလေးကိုတီးရတော့သမီးဖေဖေလိုပဲကျူးစားနိုင်လိမ့်မယ်လို့ညွှန်လင်းယုံကြည်ပါတယ်